အားလုံးပဲမင်္ဂလာပါရှင်စွမ်းစုံမြန်မာ channel မှာကြိုဆိုပါတယ်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တိုက်ကျိုးဆိုတဲ့တိုက်ဆက်လန်းလေးအကြောင်းပဲဖြစ်ပါတယ်ဧက20လောက်ခြံကျဲကြီးကနှစ်ရှိခန်းတစ်ပင်ကြီးများနဲ့အုပ်ဆိုင်နေပါတယ်လူသွားလန်းကလေးအဆုံးမှာတော့ကုန်းကမှုလေးပေါ်မှာနှစ်ထပ်အိမ်နီနီကြီးကို အဝေးမှပင် အတိုင်းသားမြင်နိုင်ပါတယ်။အိမ်ကြီးရဲ့အခြေအနေအားကိုကြည့်၍ ထိုအိမ်ရဲ့ပိုင်ဆိုင်မှုကိုလည်းခံမှန်းနိုင်ပါတယ်။ထိုအိမ်နဲ့ခြံဝင်းအားပိုင်ဆိုင်သူက လူရွယ်လေးတယောက်သာဖြစ်ပါတယ်။ထိုသူက မောင်ဖုံးမျက်စံဖြစ်ပါတယ်။တချိန်ကအထင်ကရတထေးကြီးဖြစ်ခဲ့သောဥဖုံးအန်းနှင့်ဒေါ်နန်းမြဆန်ရဲ့တူရီသောသားဖြစ်ပါတယ်။မိဘနှစ်ဦးမှာတားဖြစ်သူဤနောင်ရေးကိုကြိုတွေးကာငွေကြေးပြည့်စုံဖို့မလိုသောခက်မဆန်သော အိမ်တော်မှုနိုင်နှင်းသောမိမပီတာ မဟာဆန္လသောမိမိတို့အိမ်တော်တိုင်းလူယုံဤသမီးနုနုရင်နဲ့လက်ထပ်ထိမ်းမြားပေးခဲ့ပါတယ်။ထို့နောက်ကားဖြစ်သူရဲ့နောင်ရီးကိုစိတ်ချသွားသည့်အလားဇနီးမောင်နှံနှူးရှေ့စင်နောက်စင်ပင်ကွယ်လွန်သွားကြပါတယ်။နုနုရင်ရင်ဖခင်မမူလူပေါင်လောကကိုဆွလွတ်ကာတင်ငန်းကိုဝွ့၍တရားရှာဖွေရန် ထိုမြို့မှထွက်သွားသည်မှာ၅နှစ်လောက်ရှိပါတော့မယ်။ယခုဆိုရင် ထွင်ကြီးတွင် ဖုံးမြတ်စံတို့ဇနီးမောင်နှံနှင့်ခြံဆောက်ဥဖို့မြင်ထမင်းကျက်ဒေါ်စိန်နှင့်ဒေါ်စိန်ဤကြက်မပြေရှာသောမိမလေးမိလဲ့တာရှိပါတော့တယ်။ဖုံးမြတ်စံမှာတူတီတော်သားပြီးပြီးအဖော်မင်းလကနုနုရင်နဲ့လက်ထပ်ပြီးအိမ်နောက်သက်၅နှစ်ကြာသည့်တိုင်ရင်သွေးယတနာမရပါဘူး။ချန်လောက်ကရခင်ထက် ကိုရိုင်းဦးစီးလောက်ကင်ပေမဲ့ယခုစုံလင်းမန်နေဂျာကိုထူးကိုတာလင်းလွှဲထားပါတော့တယ်။ ကျမရေးစစ်စေးတော့လေနှစ်ယောက်လုံးအဆင်ပြေပါလျက်သားသမီးမရနိုင်တာကကံကိုယ်သာ ပုံချရတော့မယ်ဖြစ်ပါတယ်။မိဘသဘောတူလို့လက်ထပ်သားကြသည်ဆိုပေမဲ့သူ့ကိုယ်တူငယ်တန်ရုံးစင်နဲ့ချစ်ကြတာမို့ဖုံးမြန်ဆန်ကလည်းမိမိကိုယ်ကို စိတ်ထွက်ပေါက်ရှာကဇနီးတဲ့အားအပြစ်မပြောသလိုနုနုရင်မှလည်းခင်မို့ဖြစ်သူအားအပြစ်မတင်နိုင်ဖြစ်ပါတယ်။ယောက်ျားဖြစ်သူမှသူ့နီးသူဟန်နဲ့ထွက်ပေါက်ရှာနိုင်ပေမဲ့ နုနုယီတို့လိုမိမသားဘဝမှာမျက်ရည်ကြယုံမှာတပါဖြစ်သိစေရာတရားဘာဝနာသာရှိပါတယ်။အိမ်မှုကိစ္စလဲဒေါ်စိန်နဲ့ကြီးလှုပ်ထားကလက်မကြည့်ဖြစ်ဒီမှာကြားလာပါပြီ။ချိန်တိုင်းစိတ်ပရိတကုံးဖြစ်အဲ့ရဲ့မလုံးမကန်စွတောင်းပြဖျားလေးမှာသာအချိန်ကုန်နေရပါတယ်။တရားဘာဝနာပွားနေစဉ်အတွင်းသောကပူဆွေးမှုကိုတည်ငှအားဖြင့်မေ့ထားနိုင်ပါတယ်။တနေ့ နုနုရင်မှာအတိတ်ထံပြီးစိတ်နေစဉ်အမွှေးနှံတစ်ခုကိုထူးထူးခြားခြားရလိုက်ပါတယ်။ထိုအမွှေးနှံတွင်ငြိမ်အေးမှုတစ်မျိုးပါဝင်နေတဲ့အောင်ရှိပါတယ်။အတိတ်ထံပြည့်၍ပြီးစိတ်ချင်းရနာလိုက်ပြီးဖျားကိုဥချပြီးပြန်အမော့တစုံတယောက်ကြည့်နေတယ်လို့ခံစားရတာမှုကြည့်လိုက်ရာဝိဖြူစင်ကြယ်နဲ့အသက်ရွယ်မှာ80လောက်ခမန်းရသည့်သူတော်စင်တယောက်အားတွေ့လိုက်ရပါတယ်။ဖြူသောမုတ်ဆွေမွေကို ရင်ပတ်အထိတွေ့လောက်ကြနေပြီး သပင်ဖြူဖြူများနှင့်ရောထွေးနေပါတယ်။ထိုသူတော်စင်ကြီးကယရနာသုံးပါးကိုဥထိတ်ထားတဲ့သမီးဘာသာတရားကိုင်ဆိုင်တဲ့သမီးမကြခင်စိတ်ချမ်းသာရတော့မှာပါလို့ဆိုပါတယ်။သူတော်စင်ကြီးအတန်မှာအသက်ရွယ်နဲ့မလိုက်အောင် ထဲဝါခန့်ကြပါတယ်။နုနုရင်မှာသူတော်စင်ကြီးကဥချကဘဘရဲ့သမီးကအဘထင်တယ်လို့ကံမကောင်းပါဘူးရှင်။ထိုအခါဘဘက ကံကောင်းလာတော့မယ်သမီးသမီးတို့မှာမိသားစုဝင် တိုးတော့မယ်သမီးတို့ဇနီးမောင်နှံတောင်းတနေတဲ့သားသမီးယတနာရတော့မယ်နုနုရင်မှာပြဖြူစင်ကြဲအဖစကားကြောင့်အလွန်အမင်းအံ့ဩသွားရပါတယ်နုနုတို့မှာသားသမီးမရှိတာသားသမီးယနာတောင်းတနေတာကိုထိုးသူတော်စင်ကြီးဘလို့သိပါလဲနုနုနဲ့မောင်နှစ်ယောက်စလုံးထိုးသူတော်စင်ကြီးအားမတွေ့ဘူးတာသိကြပါတယ်သူတော်စင်ကြီးကသမီးတို့တတိထာရမှာက အခုလာတဲ့ကလေးတွေဟာတာမန်မဟုတ်ဘူးလူပေါင်းလောကရဲ့အရှုပ်တော်ပုံတွေနဲ့လာလာမှမအပ်ဆက်ဘူးသူတို့လာရခြင်းအကြောင်းကသာသနာပြုဖို့ပါပဲအကောင်းဆုံးကသမီးတို့ဇနီးမောင်နှံနှစ်ယောက်လုံးဟာငါးပါးသီလကိုခါဝတ်ပစိုးလို့မြဲရမယ်ထို့ချင်းနှုတ်ရင်မှာမျက်ရည်ဆိုးလာတဲ့အထိဝမ်းတာမိပါတယ်အဘရဲ့ဖြစ်နိုင်ရင် သမီးတို့အိမ်ထိကြွခဲ့ပြီးပါလားရှင်။ထိုအခါအဘက အဘကိုတွေးချင်ရင်ဒီဖះလာခဲ့ပါဘာပူဇော်စရာမှယူမလာပါနဲ့အဘကဒီဖះမှာ ကိုရဲ့တိတိထိတ်ထန်ဝင်လာတယ်ကိုရဲ့ပြည့်ရဲ့အထီးရှိနေမှာပါဟုတ်ခဲ့ပါအဘနောက်တရက်နေရင် သမီးခင်မွန်းကိုပါခေါ်ခဲ့ပါမယ်ကဲအဘသွားပြီနော်သမီးနုနုရင်မှာနောက်တစ်ကြိမ်ဥချပြီးပြန်အမော့သူတော်စင်ကြီးအားအရေးရောက်ပင်မတွေ့ရတော့ပါ ဒီစူတောင်းပြဖရားလေးကအမိုးကလည်းမရှိဇရက်လည်းမရှိ ပူဇော်တက်ကာရလည်းလက်မခံတော့ထိုဖသည်မိတို့မိပုံဆိုတာနုနုရင်နားမလဲတော့ပါ ထိုဖရားထူးခြားချက်ကအမိုးကမရှိပင်မဲမိမြပင်နေပူစေကမူဖရားပပတ်လည်းကအပင်ကြီးများအရေးကြောင့်အစဉ်အေးမြနေပါတယ်တို့ပင်မဲထိုတော်စင်ကြီးဤဟန်ပန်မူရာအာကြည်ချင်းဖြင့်တော်စင်ကြီးဤစကားကိုအကျွင်းမဲ့ယုံမိပါတယ် နုနုရင်အိမ်ပြန်ရောက်တော့ညနေ၄နာရီပင်ရှိပါပြီ။ဒီနေ့ထူးထူးခြားခြားပင်ခင်မွန်းတယ်မှာအိမ်ကိုစောစောရောက်နေနေတယ်။နုနုကမောင်ဒီနေ့အိမ်ပြန်လာတာစောတယ်နော်။ဖုံမြတ်ဆန်ကမောင်တို့ထမင်းလက်ဆောင်စားဖို့လေ။နုနုရင်မမယုံနိုင်စာဖြင့်နုနုနားကြားမတာမဟုတ်ပါဘူးနော်။ဟုတ်ပါအောင်နုနုရဲ့ဒီတော်တွင်နုနုပေါ်ယူဆိုင်တာတွေပြက်ကွက်ခဲ့ရင်တောင်းပန်ပါတယ်ကွလို့ပြောရင်နုနုလက်ကို လှမ်းကင်နှစ်သိမ့်တာမို့နုနုလည်းပြန်လဲဆုပ်ကရင်ဝမ်းသာလိုက်တာလို့ပြောလိုက်ပါတယ်။ဒုက္ခဖုံးမြတ်ဆန်ကအံ့ဩဟန်ဖြင့်ပြောစရာရှိတယ်နုနုရဲ့အင်းပြောလေဒီလိုနုနုရဲ့ထိုနေ့ဖုံးမြတ်ဆန်တရားအရင်နေ့တွေနဲ့မတူစိတ်ကြည်နေတာမို့ခြံထဲသွားလိုက်ပါတယ်။အရင်ရက်တွေလိုတောက်ပေါ်တောက်ဖက်တွေနဲ့ဝိုင်းမထိုင်တော့ပဲခြံထဲမရောက်တာကြပြီးမို့လက်ဟာမှုတွေကိုအများကြီးတွေ့ရပါတယ် စည်ရင်စရာတွေတနေကုန်ထိုင်စစ်လိုက်တာငွေစင်းကွာမှုတွေလည်းအများကြီးတွေ့ရတယ်။မန်နေဂျာကိုထူးကတော့မျက်နှာပြက်နေတာပေါ့။ထိုနေ့တွင်ခြံထဲမှာအလုသမာတန်းရမှထမင်းတူတူစားလိုက်ကအလုသမာတွေလှုပ်ထားသောဝါကုတ်ပြစ်တွေအနားယူရင်းအိပ်ပျော်သွားပါတယ်။တစုံတစ်ခုကလှုပ်နိုးသလိုရှိတာမို့ဖုံးပြန့်ဆန်မျက်စိပုတ်လိုက်ပြီးနဘေးနှားကိုကြည့်လိုက်ပါတယ်။ထိုစဉ် ရောက်ဇဝင်တဲကလို့နတ်ဝင်နန်းစားနဲ့ယောက်ျားကြီးနှစ်ယောက်နဲ့အမျိုးသမီးနှစ်ယောက်ကိုတွေ့လိုက်ရပါတယ်။ထိုထဲမှာအကြီးဆုံးလူကတင်တို့မှာ သားသမီးမရဘူးကြားတယ်။ဒါကကျုပ်ဇနီးနဲ့ရောက်ဖားတော်ကလူပောင်ဘွားမှာသာသနာပြုခြင်းနဲ့လက်ခံပေးနိုင်မလား။ ဖုံမျက်စမ်းမှာစိတ်ညှို့ခံရသူပမာခမည်းတော်ကဘသူတွေလဲစူတောင်းပြည့်စေသည့်အုံရှိပင်နာမှာတိုက်နှံတစ်ခုရှိပါတယ်ခမည်းတော်မေတော်ခွင့်ပြုချက်နဲ့မောင်ရင်တို့မိသားစုစီလာဖို့ခွင့်တောင်းတာပါကျောက်ကလာဖို့ခွင့်ပြုတယ်ဆိုရင်ရောဖះတရားမြဲပါငါးပါးဒီလာကိုစောက်ထိန်ပါဒါဆိုရင်မိသားစုလည်းအချိုးတုခံစားရလိမ့်မယ်တခုတတိထားရမှာကတမိလေးရဲ့နာမည်ကိုတိဟသူစာလို့ပေးပြီး တားလေးရဲ့နာမည်ကိုတီဟရာစားလို့ပေးပေးပါသူတို့ဟာသာသနာပြုဖို့လူပောင်ဘဝမှာအိမ်အောင်ထူထောင်လို့မရပါဘူးဒီလိုဖြစ်ခဲ့ပါက တိုက်နှံကအချိန်မီပြန်ခေါ်နိုင်နေဆိုတာပါပဲထိုလူကြီးစကားဆုံးတင်နဲ့အားလုံးမှာအငွေ့ဖြူဖြူများဖြစ်ကပျောက်ကွယ်သွားပါလိဖုံမျက်စံမှာအော်ဟစ်ရင်လှမ်းဆွဲရာနဲ့ဆရာဘာဖြစ်တာလဲအလုပ်သမားတွေကစုပြုံရောက်ရှိလာပါတယ် အိမ်မက်မက်တာပါရပါတယ်ကိုလုတ်ကိုလုတ်ကြဆိုပြီးတော့ဖုံးမြတ်ဆန်ကအလုတ်သမားတွေကိုပြောလိုက်ရင်အိမ်မက်အကြောင်းအရာကိုထိုင်တွင်းနေမိပါတယ်အိမ်မက်အကြောင်းအရာများကတကယ်ဖြစ်ပြက်သဖွယ်အကြောင်းအရာများကအစီအီပေါ်လာပါတယ်နုနုရင်မှာဖုံးမြတ်ဆန်ပြောတော့အကြောင်းအရာများကိုနားထောင်ကအံ့ဩတကြီးဖြစ်သူမဖယားတွင်ဝိဖြူစင်ကြဲသူတော်စင်ကြီးနှင့်တွေ့ရပုံလုံးစုံကိုလည်းပြောပြလိုက်ပါတယ် ဇနီးမောင်နှံဦးထိုတိုက်ဆိုင်သောဖြစ်ပျက်ကိုနားလည်လက်ခံလိုက်ကနောက်တနေ့နဲ့နဲ့တွင်ဇနီးမောင်နှံဦးတူတော်စင်ကြီးနှင့်ထပ်မံတွေ့ဆုံခဲ့ပါတယ်။တော်စင်ကြီးမှာငါးပါတီလာမြဲရန်အလူတန်းရက်ရောရန်ဆုံဆုံးမရအတိတ်ထံဝင်ပြီးကိုယ့်ရဲ့ပြည့်သောအခါထိုစီဒီလေးမှတကယ်ပင်ပြောက်ွယ်သွားတော့ပါတယ်။တူတော်စင်ကြီးပြောက်ွယ်ပြီးနှစ်လကြာနုနုရင်မှတကယ်ပင် ကိုဝင်ရှိလာခဲ့ပါတယ်။ကိုဝင်ရှိလာသည်မှာစား၍နုနုရင်မှရခင်ကြိုက်လာတတ်သော အသားငါမြအာအနံ့ပင်ခံ၍မရတော့ဟင်းသည်ဟွရတွေကိုပဲစားပါတော့တယ်။ဖုံးမြတ်ဆံမှလည်းထိုတော်တွင် ချက်လုံးကဥကြီးလောက်ကရင် အလှူရေဆက်လက်တွေမကားဆိုသလိုလှူလာတန်းလာဒီမှအကျင့်ရွတ်ရွတ်ပင်မှတ်မှတ်မိတော့ပါ။ဒီလိုနဲ့ကိုလာလေဆလာပါဆိုသလိုတာရသောမနှက်ခင်တစ်ခုမှာတားတယောက်တမိတယောက်အားအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။တနေ့ကလေးနှစ်ဦးအားပကတ်အတွင်းတိုက်ထားစဉ်မွေးအဖြူရောက်နှစ်ကောင်အားတွေ့ပါတယ်။ ်ထိုချိန်တွင်နုနုမှာဖျားကန်ရောက်နေသည့်ဖုံမျက်ဆံကလိုဘူးစေးနေတာမို့ဒေါ်စိန်အကြည့်ခိုင်းတာချင်းဖြစ်ပါတယ်။ဒေါ်စိန်မှာပလေးပခတ်အတွင်းမွေးဝင်ခွင်နေတာတွေ့တော့အမလေးမွေမွေဆိုပြီးတော့ဖုံမျက်ဆံမှာအပြေးလွှားရောက်လာကအခန်းတောက်ကခောက်ရိုက်တန်းကိုလှမ်းယူရင်းနဲ့ချွေးပြန်လာပါတယ်။မွေကိုရိုက်ရင်မတော်တဆကလေးတွေကိုကိုက်လိုက်ရင်ဖျားဖျားထိုစဉ်နုနုရင်ရောက်လာက ဖုံးမြတ်ဆန်ဘာမှမလုပ်နဲ့အตาနေဒါဘဝဟောင်းကဆွေတော်မျိုးဟောင်းတွေပဲဖြစ်မယ်ဖုံးမြတ်ဆန်က နားမလဲသူကြည့်တော့ညကအိမ်မက်မက်တယ်ဟိုတခါအိမ်မက်ထဲကလူနန်းဝန်နန်းစားနဲ့သားနဲ့သမီးကိုလာကြည့်ကျင်တယ်လို့ပြောတယ်နုနုကပြောတော့ဖုံးမြတ်ဆန်ကခရိုက်တန်ကိုပြန်ချလိုက်ပါတယ်ဒါဆိုကိုရို့ဘလို့လောက်ကြမလဲနုနုကဒေါ်စိန်ဘက်လှဲ့ကဒေါ်စိန်နွားနို့ရှိသေးလားရှိပါတယ်ဒါဆိုပကံများတဲ့ထဲ့ကေနော် ဒေါ်စိန်မနုနုပြောတဲ့အတိုင်းမနက်ကဝယ်ထားသောနွားတို့ကိုပကံများတဲ့ထည့်လာပါတယ်။နူနူကပကံများကိုကျမ်းမော်ရင်ချကလာရောက်သုံးဆောင်မှဆွေတော်မျိုးတော်တို့ထိုးထုတ်ပြောလိုက်သည်နှင့်ပကပ်ပေါ်မှမွေပြူလေးနှစ်ကောင်မှနွားနှုတ်ခွက်စီလာက ကုံစင်အောင်တောက်ကအခန်းပြင်ထွက်သွားပါတယ်။ဖုံမျက်ဆန်မွေနှစ်ကောင်ထွက်သွားသောအခန်းပြင်လိုက်ကြရာအစအနပင်မတွေ့တော့ပါဘူး။ထူးဆန်းဖို့ကောင်းပါတယ်။ ထိုချိန်မှစ၍တားနဲ့တမိအားပြုစုလာရဥဖုံးမျက်စံဒေါ်နုနုရင်တစ်ဖြစ်လဲတာတိဟရာဇာနဲ့တမိတိဟသူဇာတို့ဟာအသက်၁၈နှစ်ရွယ်သို့ရောက်ရှိလာပါတယ်။ဇီဝရေးမှာလည်းဒီအလားတုတ်တက်လာကသူတို့မျိုးတွင်ဥဖုံးမျက်စံဒေါ်နုနုရင်ဆိုတာမသိသူမရှိလို့ပြောရပါမယ်။တရားရစာမှာအရွယ်ရောက်တည်နှင့်သဒ္ဒနာဘဝဝင်ရန်တောင်းဆိုရမှုမိဘနှစ်ပါးမှာရေခွဲခံကခွင့်ပြုပေးလိုက်ရပါတယ်။ တမီးလေးမှမူလှာသွေးကြလာကဘာသာတရားကိုင်းဆိုင်လိမ္မာရေးချရှိသူမှုဥပုံမျက်စံဒေါ်နုနုရင်တွင်ခမီးခမတ်တော်ကျင်သူလူကုန်တံများကညီရမာပင်အာနာလှပါတယ်။တနေ့မြို့ဝင်ကိုယ်တိုင်လူကြီးစုံလင်ဖြစ်တမီးဖြစ်သူအားလာရောက်ကမ်းလှမ်းရမတက်တာသည့်အစုံလက်ခံလိုက်ရပါတယ်။တိဟာသူစားကိုယ်တိုင်ကလည်းမြည်သည့်ရေဆက်ကြောင့်မသိမြို့တော်မင်းဥငွေအုပ်ဤသားမင်းအုပ်အားမြင်သည်နှင့်မေတ္တာသက်ဝင်ချစ်ခင်မိပါတယ်။ ဆဲဆက်ပွဲအားတပတ်အတွင်းစီစဉ်လိုက်ကလက်ထပ်ဖို့ပင်သတ်မှတ်လိုက်ကြပါတယ်။တနေ့မင်းအုပ်တယောက်တည်းသူစားတို့အိမ်ကိုရောက်လာခဲ့ပါတယ်။ထိုအချိန်သူစားကအိရှိပန်းမရေလောင်းနေစဉ်မင်းအုပ်ကသူစားကိုမြင်သည်နှင့်သူစားစီတန်းလာလိုက်တယ်။သူစားကပန်းလေးတွေချစ်တတ်တယ်နော်။မင်းအုပ်ကစကားစတော့သူစားကပန်းတွေကပြည့်ကင်းဖြူစင်တယ်လေ။သူစားကမင်းအုပ်ကိုပြောတယ်မင်းအုပ်သူစားဘွားအကြောင်းဘလောက်တည်ထားလို့လဲ အကိုတို့လက်ထပ်ဖို့သူစာလက်ခံလိုက်တာအကိုကိုလက်ခတ်ဖို့သူစာလက်ခံလိုက်တာသူစာအပြစ်ကြီးတစ်ခုလို့ခံစားနေရတယ်။မင်းအုပ်ကလည်းစိတ်မဟောင်းဟန်ဖြစ်ကိုကိုမချစ်ပဲလက်ခံလိုက်ရတာလားသူစာချစ်လို့လက်ခံလိုက်တာပါ။မင်းအုပ်ကဒါဆိုရင်ဘာများခက်ခဲနေအောင်မလဲကွယ်။သူစာမှာဘဝဆက်ကြောင်းအာမင်းအုပ်နားလဲအောင်ရှင်းပြလိုက်ပါတယ်။ တကယ်ဆိုသူစားတော့ကအိမ်အောင်ပြုလို့မရဘူးတသနာ ပြုဖို့ရောက်လို့တာပါအကိုတော်ကတော့တာဝန်ကျင်နေပြီသူစားကသာအကိုကိုချစ်ခဲ့လို့အကိုနဲ့လက်ထပ်ပြီးလဲတသနာပြုလို့ရတာပါပဲကွယ်သူစားဘဝကအကိုထင်သလိုမလွယ်ပါဘူးအခက်ခဲတွေကိုအကိုရင်ဆိုင်ရလိမ့်မယ်မင်းအုပ်ကလည်းယုံကြည်မှုအဖြစ်ဖြစ်အကိုတို့အတူရင်ဆိုင်ကြရအောင်ဒီလိုနဲ့လက်ထပ်ပွဲအထိချစ်ခရီးလန်ဖျောက်ပြုခဲ့ပါတယ် လက်ထပ်ပွဲအပြီးဇနီးမောင်နှံနှစ်ယောက်မင်းအုံတို့ဘက်မှလက်ဖွဲ့သောအိမ်ကိုကားနဲ့အသွာရုတ်တရက်လမ်းကွေးမှပစ္စည်းတင်သောကားကထွက်လာကဝုန်းဆိုပြီးတော့ကားတိုက်သည်မှအချိန်ပြင်းလာမှုမင်းအုံတို့စီးလာသောကားငယ်မှမီးလောင်ပေါက်ကွဲကယင်းနှစ်ဖွဲ့ရာချစ်သူနှစ်ဦးမှအသက်စီဝင်ကျွေသွားရပါတယ်ဘုံမြန်ဆန်တို့မောင်းနှံမှာမိမိတို့လက်ထပ်ပေး၍ဖျက်သည်မို့ယူကျုံမရနောင်တတွင်နှင့်ယင်းနှင့်ကြွေကွဲရပါတယ်မြို့ပြင်တင်းကြိုင်းမှာ တိဟသူစာနဲ့မင်းအုပ်တို့အုတ်ကူလေးနှစ်ခုရှင်တွဲရှိနေပါတယ်။အုတ်ကူနှစ်ဘေးမှာတော့နှစ်ဖက်မိဘနဲ့ဦးစင်းလေးတပါးဦးစင်းလေးကတရားနဲ့ဖြေပါတကားတကားမတော့ဒါကအစတည်းကမှားခဲ့တာဦးစင်းလေးတိတိချင်းလာတာအခုတော့လွန်ကုန်ပြီ။ဆိုတော့မျိုးတော်တွေတတိပေတာရက်နဲ့မလုတ်တင်တာကိုလှုပ်ကြတာကိုဦးစင်းကနေဝေးရောက်နေလို့ဦးစင်းသာစောလာခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူး။ အခုလေတကမလေးဆွေတော်မျိုးတော်စီ ပြန်ရောက်နေပါပြီတကမင်းအုပ်အတွက်တော့စိတ်မကောင်းပါဘူးကဲဦးစင်းလေးကြွတော့မယ်တရားနဲ့သာဖြေကြပါတရားရစာတစ်ဖြစ်လဲဦးစင်းလေးမှာစိုက်တံများနဲ့မျိုးပြင်တင်ညာအကြောခိုင်းလျက်ထွက်သွားတော့လေသည်အဝေးတနေရာမှငေးနေသောတရားသူစာတစ်ဖြစ်လဲတိုင်နှန်းရှင်မလေးရဲ့စိုက်တံကိုတော့ဘသူမှ ကြားနိုင်တော့မှာမဟုတ်ပါဘူး နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပါစေ။ဘုဒ္ဓရာဇာအကြောင်းအရာများကိုတစ်ဆက်မှဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ဖို့တောင်းဆိုပါတယ်။